အသက်ရွယ်အပြင်ကဘာမှလုပ်ရှားလို့ရဘူး။နောက်ပြီးကြတော့ဒီရုပ်ရှင်ကလည်းအမီတို့အသက်ရွယ်ဒီအဖွားတွေဆိုမပါတော့မပါတဲ့အချိန်မှာသမီးကအမေကိုစားအဖွားကိုစားလူရဲ့အတွက်ကျေးဇူးတင်ပါတယ်။ဘာမှမကြည့်ရပါဘူး။မရောက်ပါဘူး။မိမျိုးကျမ်းမှာသက်ရှိပါစေ။ ့အချိန်မှဆိုလည်းနော်အမေတော်တော်ဆင်မကောင်းဖြစ်ခဲ့ရပါတော့အဲအဲ့ဒါတော့ပြောမပြတ်နိုင်အောင်ပါဘူးအင်းညိုလည်းဖုံးစေရပါဘူး။ကိုကသတိရလို့ဆက်ပြင်မဲ့သူကအလူများခံမလာဘူး။သူတို့လည်းငရဲကြီးတယ်။အမေတို့လည်းဒုက္ခဖြစ်တယ်။ဆက်ပါဦး။ချစ်လို့ဦးပညာကိုလောက်တာမျိုးပဲဖြစ်ချင်ပါတယ်။ ဝိုင်းရေးအတွက်ကြတော့အမှုပညာကိုမခုမယ်ဆိုရင်အဆင်ပြေတဲ့သူတွေလည်းအများကြီးရှိရဲ့ဆင်ပြေတဲ့သူတွေလည်းအများကြီးရှိတယ်။လူရှင်လောကမှာပြောကြမယ်ဆိုတကယ်ဟိုထိတ်တန်းမင်းသားမင်းသမီးကြီးလောက်ပဲအဆင်ပြေကြတာ။ဂျန်တဲ့လောကကြောင့်အလွှားဆုံး။ကလေးဒါသမီးရဖိတ်လို့သမီးရဒါသူကအလေးထားပြီးတော့ဥပညာရဲ့တကားလဲပါတယ်ပေါ့ ောက်ကြအမေတို့လည်းရင်တော့အမင်းသမီးကြီးများနေကိုယူရတာပဲလေအိုက်တဲတော့ကြီးသေးလို့တော့တင်တယ်လို့ယူရတယ်ပြောတာတဘာအနေနဲ့လဲအသက်အနေနဲ့လဲဒါတယုတ္တရာဖိတ်လို့လာတာအမီးတို့ဒီပွဲမျိုးဖိတ်ပါဘူးသူမအဖိတ်တော့သမီးလေးရဲ့လုပ်ရက်ကိုလည်းသူတို့မေတို့ကဂုံလေးပြုတ်ခြင်းနဲ့နောက်အားလေးကြာခြင်းနဲ့ကြည်လေးခြင်းနဲ့ခြင်းလို့လာတာ မေစုပါဘူး။အိုးမန်တိုင်းမြို့ရင်ဒီရွှေပိုးအေဂရီရဲ့တက်တန်းမှာဒါအမေတို့ဖိတ်တာဒုတိယအကြိမ်ပါနော်။ဒုတိယအကြိမ်။အိုးလုံငယ်တဲ့ဆိုင်ဖွင့်ကစားတော့တကြိမ်အမေတို့ဖိတ်ပြီးတော့အခုလိုပဲအလူတန်းခဲ့သေးတယ်အခုဒီ73နှစ်ပြည့်ပြန်လုပ်တဲ့အချိန်မှာအခုကိုကိုကလည်းအခုကားတွေပြန်ရိုက်နေပြီဆိုတော့အော်ဒါကိုရဲ့ဆီနီယာအမေတို့ကိုလဲဒါလှူတာတော့အများကြီးလှူဖြစ်နေရပါတော့ပြင်မာလည်းအများကြီးရှောက်လှူဖြစ်တယ်နောက်ဒီကိုလောကမှာလည်းလှူဖြစ်တယ်တော့အမေတို့ ကအခောက်တိုင်းမှာကြင်ကြင်နေတာသတိထားပြီးတော့ကဲကိုအမေဒီဆိုတာလေဘာပဲဖြစ်ဖြစ်ဒါကိုရဲ့တကယ်မိဘတစ်ဖွဲ့ပါပဲဆိုပြီးတော့ဒီနေ့ကိုဟိုအမေတို့အသေးချာဖိတ်ပြီးတော့သူဖြစ်တာပါဘာလို့ပါတော့ဘာလို့ပါလဲဟုတ်ကဲ့ဒီနေ့ကတော့အမေတို့အလူမွေ၁၀သိန်းပေးအပ်မှာပါသာဓုသာဓုဟာပြပြပါအောင်လို့ဆက်တဲ့ပြပတိစကားဝင်းသာတာပေါ့သမီးရဲ့ဒီအချိန်ဆိုတာတကယ်လိုအပ်တဲ့အချိန်ပဲလေ။နောက်အမေတို့ကလည်းပြလိုက်တာဆိုပေမဲ့အမေအဖွဲကဘယ်မှအခုခံလို့ခံတာရှိပါဘူး။ ဒီလိုသားသမီးတွေကတူရင်တော့အမေတို့ဝန်ပန်းတက်ပါဘူး။သာဓုတွေခေါ်ပြီးတော့အမေတို့လက်သက်ခါယူရမှာပေါ့။အမေတို့ကတော့အမေကအရင်တုန်းကတော့ဒီနှစ်တကူးလာကြတော့အမေအကုန်လုံးပြန်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီနှစ်ဖြစ်နေတဲ့ကုံစည်းနှုံးနဲ့ဆိုမိတာမယူနိုင်ဘူး။ဘာလို့အလုံးမအမေအလုံးသမားရောအမေဆို20ကျော်ရှိတာဘူး။အခုခေတ်ကသမီးရဲ့ဘဲဥလုံးတော့850ပြေးဆိုင်ရင်ညမနဲ့ဆိုအမေတွေဆိုတာတယောက်ကိုနှလုံးစီတော့ချက် နှလုံးကြီးတော့သူ့ရဲ့အဲ့ဘဲယူရဲ6500ကုန်နေပြီဆိုတော့နောက်ထပ်အများကြီးရှိသေးတယ်အမေမကျွေးနိုင်တာလေပြန်လွတ်တာပါဒါမှမတလတခါတော့ဆုံရပါဘူးလက်တခါဆုံတဲ့ခါကျတော့သူတို့ကြိုက်တဲ့ဟာပေါ့အုံးလို့ခေါက်ဆွဲချက်စားမလားမွေးငါချက်စားမလားထမင်းစားမလားဆိုတော့ဓမ္မောက်စားရင်ဓမ္မောက်ဝယ်ကျွေးပြီးတော့ဆွေးနွေးကြတယ်အမေအခက်ခဲတယ်အလုံးအခက်ခဲနေကြတာနောက်အမေထက်လည်းခုနေခါရုပ်ရှင်ကနေပြီးတော့ဇတ်ပင်က တကယ်ပညာရှင်ကြီးတွေကထိမ့်သိမ့်ထားတယ်ဦးစင်အောင်မင်းရဲ့ဘဘဦးစင်အောင်မင်းရဲ့သမီးရနှစ်ယောက်ရှိတယ်နောက်ပြီးကြတော့ဆိုင်းဆရာကြီးဦးစင်လမ်းမြန်ရဲ့သမီးရှိတယ်နောက်လူရှင်တော်ကြီးတွေရဲ့ဇနီးတွေရှိတယ်နော်ရှီမန်တင်မောက်ထဲကအရင်တုန်းကဦးရှီမန်တင်မောက်ကိုပြကကပြက်ဆက်မီမီတယောက်စီဒါကြီးကြီးအမေထိမ့်သိမ့်ထားတယ်အမေတို့ရုပ်ရှင်တော်မှာကားမရက်ရလို့ဆက်ပြက်သွားရှာပိုင်းဇက်ဝင်ကြီးလို့ဆိုတာ ခုအမေတို့ကအသက်ရွယ်အပြင်လည်းဘာမှလှုပ်ရှားလို့မရဘူးနောက်ပြီးကြတော့ဒီရုပ်ရှင်ကလည်းအမေတို့အသက်ရွယ်ဒီအဖွားတွေဆိုမပါတော့မပါတဲ့အချိန်မှာသမီးကအမေကိုစားအဖွားကိုစားလူရဲ့အတွက်ကျေးဇူးတင်ပါတယ်။မမကြီးရပါရအောင်။ဟုတ်ပါ။မိမိတို့ကျမ်းမာသက်ရှိပါစေ။အမေတို့ကျန်တော့ရတဲ့အချိန်မှာဆိုလဲတော့အမေတို့ဆင်ကောင်းဖြစ်ရမှာနော်။အေးအဲ့ဒါတော့ပြောမပြတ်နိုင်အောင်ပါပဲ။ ဲ့တော့တဖြည်းဖြည်းနဲ့အမေရှိတဲ့ပစ္စည်းလေးထုခွေရောင်းတာကားတော့မရှိတော့ပါကားတော့ပထမတော့အမေကကားကောင်းလေးကိုစီးတယ်ကားကောင်းနောက်ကျတော့အာဘကလေးကိုပြောင်းတယ်အာဘကအန်စာတော့ခုကြကကရောက်သွားပြီတလောက်48သိန်းလောက်ရှိမှသူတို့ရှိအမေကလှူရှားနေတယ်ဒီခေတ်မှာ40သိန်းပဲသွားရှာမယ်နောက်ကျတော့အိမ်တွေကိုလည်းဖုံးမစဲရပါဘူးကိုကသတိရလို့ဆက်ပေမဲ့သူကအလူများခံမှလားသူတို့လည်းငရေကြည့်တယ်အမေတို့လည်းဒုက္ခဖြစ်တယ် ်လက်ဆက်ပါအောင်အဲ့ဒါတော့လက်သက်ခံပါတယ်ဒါလူပါဘူးကျွေးကျင်တာကိုသူကြီးရဲ့ဒါလေးကအမေလက်သက်ခံပါအဲ့ပတ်တော့အမေကအဓိမခံပါဘူးဟောအမကြောက်ဘူးတယ်လေအရင်တော့ရှန်ရှန်တောက်ဟိုတချို့မင်းသမီးကြီးကွယ်လွန်တဲ့အချိန်မှာအဲဒီလိုပဲကွယ်လွန်သွားကြတယ်ဘာညာလို့မျိုးတွေအများကြီးကြခဲ့ဘူးတဲ့ခါကျတော့စိတ်ထဲမှာမကောင်းဘူးပေါ့နော်။ဒါပေါ့ဒါ။တင်ငန်းစာလေးယူရတာပေါ့နော်။ငားလဲကြရင်ဒီလိုမဖြစ်အောင် စူးစမ်းမရမယ်ပြောရင်မစင်မှုမှန်တယ်မှန်တယ်အဲ့တော့ဟိုချစ်လို့ဥပညာကိုလောက်တာမျိုးပဲဖြစ်ချင်ပါတယ်ဝမ်းရည်အတွက်ကြတော့အမှုပညာကိုမခုမယ်ဆိုရင်အဆင်ပြေတဲ့သူတွေလည်းအများကြီးရှိရဲ့အဆင်ပြေတဲ့သူတွေလည်းအများကြီးရှိတယ်။အဲ့တော့ချစ်လို့ပဲကိုယ်ကအမှုပညာကိုပြန်လုပ်ချင်တယ်။ဒီလိုစူးစမ်းတဲ့အတွက်လည်းကိုယ်ဒီအမှုပညာလောကပေါ့နော်။ဟို အုတ်တချက်တဲ့တွင်ဖြစ်ရင်မှဂျင်းနဲ့ပါပြီးဆိုအခုဒီစိတ်လေးနဲ့မှရှင်သန်ပြီးတော့မှအကျိုးစားပြီးတော့အလုပ်ကိုပိုလုပ်ဖြစ်တယ်ဘာဖြစ်ဆိုစိတ်ကလှူခြင်းတော့ဒါပေါ်လာပါတော့အဲလို့ရှင်လောကမှာပြောကြမယ်ဆိုတကယ်ထိတ်တန်းမင်းသားမင်းမီးကြီးလောက်ပဲအစဉ်ပြေကြတာဂျန်နဲ့လောကကြောင့်အလွှားဆုံးစမှုစမှုတွေပါတယ်အဲဒီဇပိုဇယန်နေပါတယ်အဲ့တော့အလိုမျိုးလေးတွေဖြစ်တဲ့ခါကျတော့ဩကဲငါတို့ဒီ လုပ်ငန်းရှင်တပိုင်းဥပညာရှင်တပိုင်းတွေကဒီလောကကိုပြန်ပြီးတော့တက်နိုင်လောက်မအားမဟုတ်လေဘယ်နာရောက်ရောက်မအားလူနေတာပဲလေဟုတ်တယ်ဟုတ်တယ်ပြင်မှာလဲမအားလူနေတာပဲအမအားကိုပကံကားရဲ့သွားပြီဆိုလဲဒီလမ်းတစ်လျှောက်ကအမအကုန်လူွားတာကြီးပဲအဲ့တော့လူွားတဲ့အတူတူတော့သူများကိုလည်းလူမယ်အဲကိုလောကကိုလည်းကြီးမယ်ပေါ့နော်နောက်လူပဲပြောပြောဒုက္ခရောမရောက်ချင်ဘူးပေါ့နော်အဲ့အတွက်အမပူစူးစမ်းဖြစ်တယ်နောက်ပြီးတော့ ရင်အထက်လည်းပို့ခုဖြစ်ပါတယ်။ဆက်ခဲပါတယ်။ဆက်ခဲပါတယ်။ဒါမဏိယာမပဲလीနော်။ဒါခေကာလန်ဒေတာဧကန်တဏ္ဏပဲ။ကာလဒေတာအလိုက်ဖြစ်သွားတဲ့အဖြစ်ကိုမင်းတို့ကဘာမှပြစ်ဆိုမလား။အော်အမေပီတီရတော့အရန်ပဲအရန်အရန်ကိုပဲကျေးဇူးတင်ပါတယ်အရန်အရန်ဘာဆိုတော့မိတို့မှာအခုလိုခါဆိုတာတကယ်တော့တကယ်တကယ်လိုအပ်တဲ့ချိန်ပဲလေ ။နောက်သမီးလည်းလူနေတာတကယ်လူအပ်တဲ့နေရာကိုသွားလူတာလေ။ဟုတ်လား။ဟိုတင်းကဆယ်ရန်ရှိတဲ့လူတရံသွားပြင်တန်ဖိုးထမှာမဟုတ်ဘူး။တကယ်ကိုဝတ်ဆရာမရှိတဲ့လူသွားပြင်တန်ဖိုးရှိတယ်။ထုံနီးတူပါပဲ။အမေတို့ကအမေတို့အဖွဲရတယ်ယိုလေးကသူကပြောလှုပ်ခါလက်ခါလေးဒိုလေးဖြစ်နေကောင်ဒါလေးကမတ်ပြတာလေးကဒါလေးကတခန်းတခန်းထားအနေနဲ့အမေတို့အတွက်အထောက်အကူတောင်းမွေးလို့ဖြစ်ပါတယ်။အဲကြောင့်မေကျင့်လက်ပါ လို့ရှိရင်တက်ကြီးပူဇော်ပဲမှာဆိုလေအမအမကိုယ်တိုင်အလှခံပေးတဲ့အတွက်အမနောက်ကလုပ်ငန်းရှင်တွေဝိုင်းလှူကြတာအသိန်းတရာနီးပါးရပါတယ်အဲ့ဒါလေကောင်းလိုက်တာကောင်းလိုက်တာကောင်းလိုက်တာဟုတ် မှန်တမ်းပြောရင်တော့ဒီဘက်ကလုပ်ငန်းရှင်တွေဘက်ကလည်းဒါတခုအလူလေးတစ်ခုဖြစ်ပါလိမ့်ပေါ့နော်ဟုတ်ပါတယ်ဟိုကအဲ့လိုမျိုးလေးကိုယ့်ရဲ့ကိုယ့်ရဲ့လောကရဲ့အလွှာအကြောင်းကိုတောင်းမပြောပြရင်သူတို့ကလည်းသိမှာမဟုတ်ဘူးသိပါဘူးဘာဖြစ်လို့များသောအားဖြင့်ဒီဒီမြင်ကွင်းမှာမြင်နေကြတာမင်းသားမင်းသမီးပဲမြင်နေကြတာတော့ဒါမင်းသားမင်းသမီးတွေညီမဟုတ်ဘူးဒီလိုအလွှာဆုံးရှိပါတယ်ဒီလိုလေးရှိပါတယ်ဆိုပြီးတော့အမကသွားပြီးတော့အထူးခံပေးတဲ့ခါကျတော့အားလုံးက လူချင်းစိတ်တွေနဲ့တက်တက်အားဝိုင်းယူတာပေါ့နော်အဲ့ဒီအတွက်အမားနဲ့အတူချစ်ခင်စွာဝိုင်းယူပေးတဲ့အာလုပ်ငန်းရှင်တကယ်ချင်းမိတ်ဆွေများကိုလည်းအမဒီနေရာကနေကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်